င်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့ပူပူပါပထမဦးစွာစကိုင်းမြို့နယ်ငလင်ဘေးတင်ဒေသများသို့စကိုင်းဖက်ထရယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သွားရောက်၍ရေးသန့်ဆက်နှင့်အခြားထောက်ပံ့ရေးပစ္စည်းများကူညီတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းဖက်တယ်ယူနီလွတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးဦးဆောင်သောဒေသခံလွတ်တော်ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည်စကိုင်းမြို့နယ်အတွင်းရှိငလီတန်ခန်းစားရသောဒေသများသို့ဧပြီလ3ရက်နေ့မှ9ရက်နေ့အထိတွားရောက်၍ရေတန်းဆက်နှင့်အခြားထောက်ပံ့ရေးပစ္စည်းများကာလတန်ဖိုးသိန်းတရာကျပ်တီတီအားစကိုင်းမြို့နယ်ငလင်ပေးကယ်ဆယ်ကူညီရေးကော်မတီသို့ကူညီထောက်ပံ့ခဲ့ပါသည်ထို့နောက်စကိုင်းဖက်တယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည်စကိုင်းမြို့နယ်တွင်ငလင်တန်းကြောင့်ပြိုကျပျက်စီးသွားသောဘာသာရေးအဆောက်အအုံများပြည်သူလူထုနေအိမ်များ ပြုပြင်ဆောင်ရွက်နေသောလန်ဒရာအခြေအနေများနဲ့ကယ်ဆယ်ကူညီရေးလုပ်ငန်းများဆောင်ရွက်နေသောစေတနာဝန်ထမ်းများပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များပြည်သူ့ကာကွယ်ရေးအဖွဲ့များဒေတာတွင်တော်လိုင်းရေးအဖွဲ့များ PDF တိုင်ရင်တပ်ဖွဲ့များမှရဲဘော်များတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပါသည်။2025ခုနှစ်မတ်လ28ရက်နေ့တွင်မြန်မာနိုင်ငံစကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာ၌အင်အား9.8ပမာဏရှိငလင်ကြောင့်စကိုင်းမြို့နယ်အတွင်းကျေးရွာအုပ်စုများတွင်တေဆုံးသူ59ဦး၊ထိခိုက်ဒဏ်ရာရရှိသူ55ဦး ပြိုကျပျက်စီးနေမှာ1989လုံးစာတင်ကြောင်းစေပေကန်တာတနိကအဆောက်အဦပေါင်း389ခုသုံးရှုံးထိခိုက်ခဲ့ရပြီးစကိုင်းမြို့အတွင်းတွင်အဆောက်အဦ80ရာခိုင်နှုန်းကျော်ပျက်စီးခဲ့ကတိဆုံးသူ611ဦးထိခိုက်ဒဏ်ရာရရှိသူ900ကျော်ရှိကြောင်းကနအူးကောက်ယူထားသောစစ်တမ်းများအရသိရှိရပါသည် ဇဂိုင်းဖက်ထရီယူနစ်လွတ်တော်အနေဖြင့်ငလင်လောက်ခတ်ပြီးဒီနေ့မှစတင်၍ဇဂိုင်းဖက်ထရီယူနစ်အတွင်းရှိမြို့နယ်များသို့ပြည်သူ့နှော့ပြည်သူတို့အစီအစဉ်ဖြင့်ချိတ်ဆက်ကူညီထောက်ပံ့လျက်ရှိတယ်လို့တင်ပြရရှိပါရရှင်။ဆက်လက်ပြီးတော့အမေရိကန်ထက်လွတ်တော် Republican ခေါင်းဆောင် Mitch McConnell နဲ့ကိုထိန်လင်းတို့တွေ့ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ထက်လွတ်တော် Republican ခေါင်းဆောင် Mitch McConnell နဲ့ကိုထိန်လင်းတို့တွေ့ဆုံခဲ့တယ်လို့ Mitch McConnell ကအသိပေးဆိုထားပါတယ်။ မြန်မာဒီမိုကရေစီရေးအကြောင်းနဲ့ဒေါ်ဆန်းစုကြည်ကိုမတရားချုပ်နှောင်ထားမှုတွေအကြောင်းဆွေးနွေးဖို့ Kim Harris နဲ့တွေ့ဆုံခွင့်ရတာဝန်တာပါတယ်။စက္ကဆရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး Mr. Harris ရဲ့စိုးရိမ်ပူပန်မှုတွေကိုမျှဝေရင်းဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့နဲ့မြန်မာပြည်သူလူထုအပေါ်စစ်ပွဲတွေဆုံးသတ်ဖို့ထပ်မံတောင်းဆိုလိုက်ပါတယ်လို့ဆိုထားပါတယ်။ ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်စီကိုနိုင်ငံတကာကအပြောတွေလျှော့ပြီးလက်တွေ့အရေးယူဖို့ American Attorney General Republican ခေါင်းဆောင် Mitch McConnell ကတိုက်တွန်းပူပါရရှင်။အခုဆက်လက်ပြီးတော့ဒေါင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းနဲ့ American ရောက်မြန်မာအင်အားစုများတွေ့ဆုံပွဲမှာရန်ပုံငွေ American Dollar 3,539ရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဒေါ်အောင်ဆန်းစုကြည်တားငယ်ကိုထင်းလေးနဲ့အမေရိကန်ရောက်မြန်မာအင်အားစုများတစ်ဆုံပွဲမှာရန်ပုံငွေအမေရိကန်ဒေါ်လာ3,539ရရှိခဲ့တယ်လို့ကိုထင်းလင်းကအသိပေးဆိုပါတယ်။ Washington DC ကမီတင်တွေပြီးတော့ AP 3ရက်နေ့မှာ Los Angeles ဘက်မှာရှိတဲ့မြန်မာနယ်ပွားမိသားစုများနဲ့တွေ့ဆုံဖို့ထွက်လာခဲ့တယ်။ AP 9ရက်နေ့တွေ့ဆုံပွဲမှာမြန်မာနိုင်ငံပြည်သူတွေရဲ့ငလင်ပေးတံအပါဝင်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကျွန်တော်ရဲ့ A2 ဘာမကနေအခုညီလိုအပ်နေတဲ့ဒေတာတွေအတွက်လှုပ်ဆောင်ပေးနေမှုတွေနဲ့ project တွေအကြောင်းပြောပြခဲ့ပါတယ်။ မြန်မာပြည်ကလူတွေကိုမနာရန်ကူညီနေတဲ့သူတို့ရဲ့စိတ်ကလည်းလေးစားဖို့ကောင်းပါတယ်။မိမိနဲ့တနော့ပုံတူပကြီးကမိမိပကြီးကပလဲလောကန်နဲ့မိမိ80ပြည့်နှစ်မွေးနေ့အမှတ်တရပြက်ကလေးတို့ကိုလေးလံဆွဲခဲ့ပါတယ်လို့ဆိုပါတယ်။ဒီတွေ့ဆုံပွဲကနေစုစုပေါင်းရန်မွေအမေရိကန်ဒေါ်လာ3,539ရရှိခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်ရဲ့အလေခီးစဉ်အတွက်နှွေးထွေးစွာလာရောက်ကြိုဆိုပေးတဲ့မြမနယ်ပွားမိသားစုများနဲ့ဒီပွဲကိုလူဦးရေ900နီးပါးလာရောက်အားပေးတဲ့အလေမမိသားစုများကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ကိုထိန်လင်းကဆိုထားပါတယ်ရှင်။တျောဆောင်မြမကွန်ရဲ့ Golden Dream for Greenland ပကြီကားကို USD 3000နဲ့လေးလံအောင်မြင်တဲ့တရင်ကိုတင်ဆက်ပေးပါအောင်မယ်။တျောဆောင်မြမကွန်ရဲ့ Golden Dream for Greenland ပကြီကားကို USD 3000နဲ့လေးလံအောင်မြင်သွားတယ်လို့အသိပေးဆိုထားပါတယ်။ ကျွန်တော်ရဲ့ Grand Train for Grand Line ပတီကားကို USD 3000နဲ့လေးလံအောင်မြင်သွားပြီဖြစ်တဲ့အကြောင်းဝမ်းမြောက်စွာအသိပေးကြညာပါရစေ။ဒီလေးလံနဲ့အတူအပြင်ကနေတိကျထည့်ဝင်ကြတဲ့ပမာဏကိုလည်းဆက်လက်ကြညာသွားပါမယ်။ပါဝင်အားပေးကြတဲ့မိဘပြည်သူတယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်လို့တယောက်ဆောင်မင်းမော်ကဆိုထားပါတယ်။လေလံပိတ်တဲ့နေ့မှာရရှိသမျှရန်ပုံခွင်နဲ့အတူအခြားသီးတဲ့အလူထက်ဝင်ကြသမျှကိုပါထည့်ပောင်းပြီးငလီဘေးတံတင်မိဘပြည်သူတွေစီအရောက်ပို့ဆောင်လှူဒန်းသွားမှာဖြစ်တယ်လို့လည်းဆိုထားပါရရှင်။ အခုတခါဆက်လက်ပြီးတော့ American Suffern Bay Area နေဦးလက်ဖက်ရေးဝိုင်းမှာဈေးရောက်ချရမှုနဲ့အလူငွေ American Dollar 14000ကျော်ရရှိတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ American Suffern Bay Area နေဦးလက်ဖက်ရေးဝိုင်းမှာဈေးရောက်ချရမှုနဲ့အလူငွေ American Dollar 14000ကျော်ရရှိခဲ့တယ်လို့ April 9ရက်နေ့မှာနေဦးလက်ဖက်ရေးဝိုင်းတာဝန်ခံတဦးကပြောပါတယ်။စရနာရှင်တွေဟာခုနှစ်တသမခုနှစ်စကိုင်းငလျင်ဘေးတင်ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ကယ်တင်မှုဘာမှမလုပ်ခဲ့ဘူးအာနာမဆုံးဖြုံးရေးကိုဖတ်တွေ့ပြီး စစ်တိုက်ပုံကျဲဆက်လုပ်နေခဲ့တယ်။နေပြည်တော်ကသူတို့ဘတ်တော်သားဝန်ထမ်းတွေမိသားစုတွေကိုတောင်မှပြစ်ပယ်ထားခဲ့တယ်။ဒီအနာရှင်အမြင့်ပြတ်မှသာမြမပြည်ကြီးချက်ချင်းရှင်သန်ထမြမဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ American Surfer Bay Area နေဦးလက်ဖက်ရေးဝိုင်းမှာအကြိမ်40မြောက်ဈေးရောင်းချရငွေများအားမြမနိုင်ငံရှိလိုအပ်တော်နေရာများသို့ပြန်လည်ထောက်ပို့ပေးသွားမှာဖြစ်ပါရဲ့ရှင်။ အခုဆက်လက်ပြီးတော့မြန်မာနိုင်ငံငလင်ပေးအတွက်ကနေဒါနိုင်ငံမှလူသားချင်းစာနာမှုဆိုင်ရာအကူအညီဒေါ်လာ9.5တန်ပေးရသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငလင်ပြည်အတွက်ကနေဒါနိုင်ငံမှလူသားချင်းစာနာမှုဆိုင်ရာအကူအညီဒေါ်လာ9.5တန်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့ပြီးအခြေခံအဆအဦးများကိုဖျက်ဆီးခဲ့သည့်2025ခုနှစ်မတ်လ28ရက်နေ့တွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သောမြေငလင်ကိုတုတ်ပြန်သည့်အနေဖြင့်ကနေဒါနိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာအကူအညီဒေါ်လာ9.5တန်ပေးအပ်သွားမယ်လို့ကနေဒါတန်ယုံရံကောင်ကအတည်ပြုကြေညာပါတယ်။အဆိုပါထောက်ပံ့ငွေများကိုအရေးပေါ်စေကူးသားမှုဆိုင်ရာဝန်ဆောင်မှုများထောက်ပံ့ပေးခြင်းအမိုးအကားအစားအသောက်နှင့်အခြားအရေးပေါ်ပစ္စည်းများပေးအပ်ခြင်းတို့တွင်အသုံးပြုသွားမယ်လို့ဆိုပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ April 12ရက်နေ့တွင် Australia မဲဘုံမြို့မှာအစရောဖြူဖြူကြော်သိမ်းငယ်ဖြိုပြီးပွဲကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 12ရက်နေ့တွင် Australia မဲဘုံမြို့မှာအစရောဖြူဖြူကြော်သိမ်းငယ်ဖြိုပြီးပွဲကျင်းပမယ်လို့အသိပေးဆိုပါတယ်။ လာမယ့်စနေနေ့ညနေဧပြီ12မှာဩစတြေးလျမဲဘုံကပြည်သူပြည်သက်များနဲ့ဆုံမမှု စကက်ချီလေးတွေကြိုပါပြသည်မဲဘုံကလည်းဖြူဖြူရဲ့ထောက်ပို့ဘောတော့2025မှာပါဝင်ခံလန်းထားတဲ့မျိုးတမျိုးပွဲတစ်ပွဲဖြစ်လို့ဒီတော့ရဲ့အဓိက themes နဲ့ပဲသွားမှာပါရှေ့ကလှုပ်သွားတဲ့ပွဲတွေကလည်း feedback တွေရထားပြီးဖြစ်မယ်ထင်ပါတယ်နော်ပွဲတစ်ပွဲအတွက် immediate အရေးကြီးတဲ့တချင်း list ကလည်းဒီ theme နဲ့ပဲတိဆောက်ထားပါတယ် ဘာလို့အဲ့လိုတိဆောက်ထားရတယ်လဲဆိုတော့ဖြူဖြူမှအဲ့လိုလုံးလို့ရတဲ့ repertory နဲ့ story အရင်ကတည်းကရှိလို့ပါခုမှဖုတ်ဘက်ကပြည်သူဘက်ကရက်တီတာမဟုတ်လို့ပါဆိုတော့ကပွဲလို့ဆိုပေမဲ့ပျော်ပါကခုံရမှာတော့မဟုတ်ပါလို့ကြိုပြီး disclaimer လုပ်ထားပြစေလို့လဲဆိုထားပါတယ်ပွဲရဲ့အကျိုးမြတ်တွေကမူလပထမအဓိက focus ထားတဲ့နေရာတွေကိုပဲစီစဉ်မယ်လို့လည်းအသိပေးဆိုထားပါတယ်။လက်တလုံးငလင်ဘေးအတွက်ပါဝင်ကူညီလိုသူများအတွက် cinema လိုပဲ interval မှာ charity action တွေရှိပါမယ်။အဲဒီကရတဲ့ငွေအလုံးကတော့ငလီဘေးအတွက်ကူညီဖို့ဟန်ဒရက်ပါဆန့်စီစဉ်ပါမယ်လို့အစိုးရဖြူဖြူကြော်သိန်းကဆိုထားပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်မင်းတီဟာမှပေးပို့ထားတာဖြစ်ပါတယ်။